ငလင်းစစ်တပ်အလောင်းဖြောက်ခြင်းငလင်းတည်ခြင်းလျှော့ပြခြင်းမှာ ဖြောက်ခြင်းမျိုးအကျင့်ဆိုးပင်လှုပ်ရိုးလှုပ်ရှင်ဖြစ်နေတကားအိုးဘုံထောင်မှာငလင်းကြောင့်နိုင်ငံရေးကျင်းသားအယောက်20ပါဝင်ကျင်းသားပေါင်း30ကျော်တည်ခဲ့ပါတယ်အာနာသိန်းစစ်တပ်ကဒီသတင်းကို မထုတ်ပြန်ပါနိုင်ငံရေးကျင်းသားများအဖွဲ့ခုနှစ်ဖွဲ့ပေါင်းပြီးဒီသတင်းကိုဧပြီလ20ရက်နေ့ကထုတ်ပြန်တယ် စစ်တပ်ကအမောင်းချထားတဲ့နိုင်ကျင်းဖွဲ့တွေကမီးမောင်းထိုးပြတယ်စစ်တပ်ကအလောင်း30ကျော်ဖြောက်တယ်နိုင်ကျင်းခုနှစ်ဖွဲ့ကအလောင်း30ကျော်ပေါ်လိုက်တယ်တမိုင်းတျှောက်စရင်ဖြောက်ပြီးအံ့လောက်ပါတော့တတ်မတော့ကျွန်တော်ရဲ့ DVB သတင်းတောက်33နှစ်သတင်းလိုက်ခဲ့တဲ့အတွေ့အကြုံအရတကယ်တော့စစ်တပ်ကအလောင်းဖြောက်တာအခုမှမဟုတ်ပါဘူးလောကရဲ့ရှစ်နှစ်အင်းဒီရွာလူတက်မှုမှာ၁၀လောင်းဖြောက်ခဲ့ပူပါလေ အလားတူလွန်ခဲ့တဲ့၈နှစ်တကြံတွင်းမှာတည်ဆုံးခဲ့တဲ့အလောင်း465လောင်းကိုတော့ဖျောက်ပစ်ခဲ့ပူပါတယ်။တမိုင်းတလျှောက်အလောင်းဖျောက်ခဲ့တာစစ်တပ်အဖို့ရိုးလို့နေပါပြီ။38နှစ်ကြာခဲ့ပြီဖြစ်တဲ့ရှစ်လေးလုံးအေးတော်ဘုံကြီးမှလည်းဆေအာနာရှင်တွေကရဟန်းရှင်လူပြည်သူတွေကိုဖြစ်တတ်ရိုက်တတ်ပြီးအလောင်းလေအများကြီးဖျောက်ခဲ့ပါတယ်။ဒါရင်မဲလားမဟုတ်သေးပါဘူး။ ွန်ခဲ့တဲ့50နှစ်ဥဒံရေခင်းတုန်းကလည်းစစ်တပ်ကကျောင်းသားတွေကိုပိတ်တပ်ပြီးကျောင်းသားပြည်သူအလောင်းတွေဖျောက်ခဲ့တယ်63နှစ်ကြာကဇူလိုင်9ရက်ကလည်းရန်ကုန်တက္ကသိုလ်ထဲမှာကျောင်းသားတွေကိုပိတ်တပ်ပြီးယာနဲ့ချီတဲ့အလောင်းတွေ7ဇူလိုင်အရေးတော်ပုံကြီးမှာဖျောက်ပစ်ခဲ့တယ်2000ွှေဝါရောင်တော်လန်ရေးဒုံးကဆိုရင်ယဟန်တန်ကအလောင်းတွေတော်မှဖျောက်ပစ်ခဲ့တာပါ 2008နာခေတုန်းကရောတဘာဝဘေးကြီးအဆက်ဆက်မာရောဒီလိုပဲလိန်သာညာရာရှင်းဖြောက်တာတွေရှိခဲ့တာပါပဲအခု2020ခုနှစ်အာနာသိမ့်ပြီး၄နှစ်အတွင်းဆို၄နှစ်ကျော်မှဆိုပိုဆိုးသေးတယ်နေရာတိုင်းမှာတက်နေရာတိုင်းမှာပြည်သူတွေကိုအလောင်းနေဖြောက်လောက်တာပါပဲအလောင်းဖြောက်စစ်တက်စစ်တက်အလောင်းဖြောက်ချင်းအခုကြတော့အစိုးဆုံးအဆင့်မလုတ်တဲ့မလုတ်ထိုက်ငလျင်စစ်တက်အလောင်းဖြောက်ချင်းအထိ မိုက်လာနေပါပြီဗျာအိုးဘူထောင်ငလျင်သေးရင်ငလျင်ကျောင်းအိုးဘူမှာအကျဉ်းသား30ကျော်တည်ဆုံးနေတာကိုစစ်ကောင်စီကသတင်းဖုံးထားပါတယ်ငလျင်ကျောင်းမန္တလေးမြို့အိုးဘူအကျဉ်းထောင်တွင်အဆောက်အုံတွေပြိုကျခဲ့တာရှိသလိုနိုင်ငံရေးကျဉ်းသားတွေပါဝင်အကျဉ်းသား30ကျော်တည်ဆုံးခဲ့ရတဲ့သတင်းကိုစစ်ကောင်စီနဲ့အကျဉ်းဦးစီးဘက်ကသတင်းမောင်းချထားတယ်လို့နိုင်ငံကျင်းတွေကိုကူညီတဲ့အဖွဲ့တွေစီကသိရပါတယ် မလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်အိုးဘူအချင်းထောင်ကအိုဟောင်းနေတဲ့အဆောက်အုံတွေပြိုကျခဲ့သလိုနိုင်ငံရေးကျင်းသားတွေပါဝင်အချင်းသူကျင်းသား30တဲ့မနေ့တေဆုံးခဲ့ပြီး280ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါဒီသတင်းတွေကိုတော့ငလျင်လှုပ်ခတ်ပြီးတလနီးပါးကြာလာချိန်အထိစစ်ကောင်စီကသတင်းထုတ်ပြန်တာမရှိသလိုအချင်းဦးစီးဘက်ကလည်းဖုံးကွယ်ထားတယ်လို့နိုင်ငံရေးကျင်းသားတွေကိုကူညီနေတဲ့အဖွဲ့ခွန်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။လက်ရှိသတင်းအရအသိရှိထားသလောက်ကနိုင်ငံရေးကျင်းသား၁၀ဦးနဲ့နိုင်ငံရေးကျင်းသူ၁၀ဦးကျော်သူတို့ပါဝင်စုစုပေါင်းအကျဉ်းသား၃၀ကျော်တေဆုံးခဲ့တယ်လို့ခုနှစ်ဖွဲ့ကထုတ်ပြန်တာပါ။တေဆုံးနိုင်ငံရေးမိသားစုတွေကိုအသိပေးဖို့နိုင်ငံတကာအချက်အလက်ဖွဲ့ကိုထောင်နေတဲ့ဝင်ခွင့်ပေးဖို့ငလျင်ကြောင့်ပျက်စီးသွားတဲ့ထောင်လွှင့်အဆောင်တွေကိုစိတ်ချရအောင်ပြင်ဆင်ပြီးမှ အကျဉ်းသားတွေကိုပြန်ထားဖို့လဲခုနှစ်ဖွဲ့ကတောင်းဆိုလိုက်တာပါဒါကအိုးဘိုထောင်ပဲရှိပါသေးတယ်အိုးဘိုအကျဉ်းတော်တထောင်ပဲရှိပါသေးတယ်စကိုင်းနေပြည်တော်မကွေးစတဲ့တခြားထောင်တွေမှာရောငလျင်ကြောင့်အကျဉ်းသားဘလောက်အသက်ဆုံးရှုံးကြရသလဲနေပြည်တော်ကအသက်80ပြည့်နိုင်ငံတော်တိုင်းပြည်ကဒေါ်ဆန်းစုကြည်နဲ့သမရာကြီးဦးဝင်းမြင့်တောင်းဦးထောင်တို့ရောဘလို့လဲစစ်တပ်ကနှုတ်ဆက်လက်သားပါပဲအင်းဒီရွာ ဆယ်လောင်းဖြောက်မှုလေးလကြာမှစစ်တပ်ဝန်ခံ2019ခုနှစ်စက်တင်ဘာလ1ရက်ရခိုင်ပြည်နယ်မောင်းတောမြို့နယ်အင်းတင်ရွာမှာလူဆယ်ဦးကိုစစ်တပ်ကတပ်ဖြတ်ခဲ့ပါတယ်။ဒါကိုစစ်တပ်ကအလောင်းဖြောက်ထားခဲ့တယ်။နောက်ထပ်၄လနဲ့၁၀ရက်ကြာမှဖွက်ထားလို့ရမှန်းမသိတဲ့အစိုးစစ်တပ်ကအဲ့ဒီဆယ်ဦးကိုတပ်ဖြတ်ခဲ့ပါတယ်လို့ထုတ်ပြန်ဝန်ခံလိုက်ပါတယ်။ဒါတော့မှ ရိုက်တာသတင်းဌာနကသတင်းတော့ကိုဝါလုံးနဲ့ကိုကျော်စိုးဦးတို့ကထောင်ခုနှစ်အကြခံအနှိမ့်ဆက်ခံအရိုက်နဲ့ခံပြီးပေါ်ထုတ်ခဲ့လို့ဆယ်လောင်းပေါ်သွားခဲ့ရတာလေဒီလိုမှမဟုတ်ရင်ဆယ်လောင်းဟာတသက်လုံးပျောက်သွားမှာပေါ့အဲ့ဒီတုန်းကရခိုင်မှာဆယ်လောင်းလဲဖျောက်တာအခုကအိုးဘိုထောင်ကငလျင်အစ်အလောင်း30ကျော်ဖျောက်တာပြီးတော့အိုးဘိုတွေမကတနိုင်ငံလုံးကငလျင်အစ်တေဆုံးအကျဉ်းသားရှင်း နောက်ထပ်ဘလောက်တောင်ဖျောက်ထားသေးတယ်လဲဆိုတာလဲဖော်သူရှိမှသိရမယ်အခြေဘာပဲဖြစ်ဖြစ်အင်းတင်ဖျောက်ဆယ်လောင်းဖော်ကောင်တွေကကိုဝါလုံးနဲ့နှစ်ဦးရိုက်တာသတင်းဌာနတို့ဖြစ်ပါတယ်ဖော်ကောင်ဟင်နရီဘန်တီယူ2018တကြံတွင်းလုံးကတကြံ9ရက်မှာလူ495ဦးသေတယ်စစ်တပ်ကကြေညာတော့တကြံကာလတစ်လျှောက်လုံး 30ပဲတည်တဲ့မြမပြီးရဲတပ်ဖွဲ့ကနှစ်ဆန်းနှစ်ရဲ့နေ့မှာကြီးညာချက်ကိုပြန်ကြည့်ပါ30တဲ့တကယ်တည်တာက465လောင်းဆိုတော့465လောင်းကိုဖြောက်ဖြက်ထားတာပြပြဘယ်ချိန်ကြမှာဒီမှုပေါ်တယ်သိပါသလားနောက်တစ်နှစ်ကြာမှပေါ်တယ်ဗျာကျွန်တော်ကသတင်းလိုက်တဲ့သူဆိုတော့ရန်ကုန်ဆေးရုံကြီးမှာတင်အလောင်း90ကျော် ဲ့ဒီအချိန်ကမန်လေးဆေးဦးကြီးမှာလဲအလောင်း90ကျော်နဝရီမော်လမြိုင်6တာချီလေးရေနံကြောင်စသဖြင့်တပြီလုံးကသတင်းတောက်တွေရဲ့သတင်းတွေစုလိုက်တဲ့အခါမှာတကြံတွင်းအသေးစင်းက400နာတော့ကတ်တယ်ဗျဒါကြောင့်မလို့လူ300ကျော်တကြံတွင်းတေဆုံးသတင်းကိုကျွန်တော်ကထုတ်ပြန်ခြင်းနဲ့ဒါပဲနဲ့ရဲတပ်ဖွဲ့အတီးပြုချက်ကိုပဲထုတ်ရမယ်ဆိုတော့ရဲတပ်ဖွဲ့ကအတီးပြုထားတဲ့30ဦးအသေးစင်းပဲ အတီးပြုတ်ထုတ်ပြန်လိုက်ရပါတယ် DPP ကသတင်းကြေညာလိုက်ရတယ်ပေါ့ဗျာ2019နောက်တစ်နှစ်ကြာမှာတကြံအကျိုးကာလတကြံတွင်းလူအသေးပြောက်ထိခိုက်မှုနေပါရေးအတွက်ကော်မတီရဲ့ဥက္ကဋ္ဌဒုတိယသမ္မတဦးဟင်နရီဗန်တီယူကအစည်းအဝေးလုပ်တယ်အစည်းအဝေးမှာဦးဟင်နရီဗန်တီယူကမိန့်ခွန်းပြောတဲ့အခါမနစ်က2018တကြံ9ရက်မှာလူ450ဦးသေခဲ့တယ်ဒီနေ့အသေးနေပါရေးကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ဆိုပြီးတော့ ပြောတယ်ဒုသမရကပြောတယ်ဥဟင်နရီပန်တီယူကပြောတယ်သူပြောကြချက်ဟာသတင်းစာတွေထဲမှာပါလာတော့ကျွန်တော်တို့ဖတ်ရတယ်2018မှာတည်ကြတာ495ဥက2019သကြံကြမှာအမှန်ပေါ်တယ်တကယ်တည်တာက495ရဲထုတ်ပြန်တာက30 465လောင်းဖြောက်ပြစ်တာပေါ့တနှစ်တောင်မှကြောင်း465လောင်းကိုဖြောက်တိုင်ခဲ့တယ်ဥဟင်နရီဗန်တီယူပေါ်ပြီလို့ပေါ့ ခစ်တချက်ဘယ်လောက်ဖြောက်ခဲ့သလဲဆရာနာရှင်လောက်ဘလောက်များအလောင်းတွေဖြောက်ခဲ့သလဲ1962ခုနှစ်7 July ရေတော်ပေါ်မှာကျောင်းသားတွေကိုရန်ကုန်တက္ကသိုလ်ထဲမှာပြစ်တက်ပြီးကားတွေနဲ့တင်ယူသွားခဲ့တယ်။မော်ဘီဘက်မှာချင်းကြီးတွေတူးပြီးမြုပ်ပစ်ခဲ့တဲ့ကိုရွေ့ဂျုံသူတွေရဲ့ပြောပြချက်တွေပါ။ကျောင်းသားအလောင်း200လောက်ဖြောက်ခဲ့တယ်။နောက်ထပ်1984ခုနှစ် ဒီဇင်ဘာ9ရက်ညဥတန်အရေးတော်ပုံကြီးမှာလေဥတန်အုပ်ကူမှာဝိုင်းထားတဲ့ចောင်းသားတွေကိုပြစ်တက်ခဲ့တယ်။ရန်ကုန်တုတ်သူတွေကတခြားចောင်းသားတွေကိုစစ်တပ်ကထပ်ပြစ်တက်တယ်။ပြီးတော့အားလုံးကိုကားတွေနဲ့တင်ယူသွားပြီးယာနဲ့ကြီးအလောင်းတွေဖျောက်ပြစ်လိုက်ကြတယ်။ဒါကကုလသမဂ္ဂလွှဲမှုချုပ်ဟောင်းဥတန်ဇာပနအရေးခင်း1984ခုနှစ်မှာဖျောက်ပြစ်ခဲ့တာ။ နောက်တစ်ခါ1988ခုနှစ်စီလီလုံးရေတော်ဝန်ကြီးမှလည်းရန်ကုန်မန္တလေးစသဖြင့်တနင်္ဂနွေလုံးမှာပြစ်ခတ်တပ်ဖြတ်ပြီးအလောင်းရာထောင်ချီဖျောက်ပစ်ခဲ့တာပါပဲအလောင်းတွေမြုပ်ခန်းပြီးမတေလို့ထွက်ပြေးလာတဲ့မျက်မြင်သက်တွေကပြန်ပြောပြခဲ့ကြတာပါ2009စက်တင်ဘာလရွှေအရောင်တန်ခါတော်လန်ကြီးမှလည်းအလားတူအလောင်းဖျောက်ခဲ့တာပါပဲတန်ခါတော်ကြီးရဲ့ရုပ်ကလပ်တွေကိုဖျောက်ဖျက်လိုက်ကြတာမို့အစိုးရကအစိုးဆုံးပေါ်လမ်းတွေပေါ်မှာပြစ်တတ်တယ် ညာဘက်စာတင်တိုက်တွေကိုဝင်စီးပြီးပြစ်တတ်တယ်။ဒီနီးနဲ့အလောင်းလေးဖျောက်ပစ်ခဲ့တာပါပဲ။တေရက်နဲ့တေစင်းထုတ်ရမှာကြောက်သူများကိုဗစ်19ရောဂါတွေကူးစက်ကြတော့ကပကိုးပြည်သူဆေးရုံကြီးမှာတယောက်သေးတယ်။ဆေးရုံဆရာဝန်ကြီးကိုကွန်ဖမ်းလို့အင်တာဗျူးလုပ်တော့ကိုဗစ်နဲ့တေတာမဟုတ်ဘူးလို့ပြောတယ်ဖြေတယ်။တီဗီနဲ့တေတာလို့သူဖြေတယ်။ ကျွန်တော်တို့ကသတင်းတော်လေးနဲ့မေးတယ်။ကိုဗစ်ဖြစ်လို့ဒီလူကဆေးရုံမှာလာခုနေတာ။ဒါတော့ဘာကြောင့် TB ဖြစ်သွားသလဲပေါ့။ဆရာဝန်ကြီးပြန်ပြောပြတာကဒီလူမှာ TB လည်းဖြစ်နေတယ်။အခုကိုဗစ်ဖြစ်ပြီးဆေးရုံလာတက်တယ်။ယောဂါမျိုးလုံးရှိနေတယ်။ဆေးရုံကတော့ TB ကြောင့်ပဲတည်တယ်လို့ဆုံးဖြတ်တယ်။ကိုဗစ်နဲ့တည်တယ်လို့မယူဘူး။ခင်ဗျားတို့သတင်းတော်တွေယူကြည့်လို့ယူဆိုပြီးတော့ပြောလိုက်ပါတယ်။ကြည့်ပါဦး။ သူတို့စီမှာကိုဗစ်ကြောင့်တေသူတူတိုးမာကိုကြောက်နေတာလေကိုဗစ်နဲ့တေသူတူရှရင်ကိုဖျောက်တာမဟုတ်ဘူးလားရဲမှုတူကိုလည်းမေးဘူးတယ်တကြံမှာလူသေးတာ400ကျော်မယ်ခမားတို့ရဲကဘာလို့30ပဲတတ်မှတ်တာလဲဆိုတော့သူဖြေတာကရေပယင်းနဲ့တေသွားရင်တကြံအသေးလို့တတ်မှတ်မယ်ရေပယင်းကရန်ဆောင်ရပြီးတော့ပန်းချံမှာတွားပြီးတော့ ချိန်ပြီးရံဖြစ်ကြလို့သိရင်တကြံသေးလို့မတတ်မှတ်ဘူးတဲ့လမ်းမှာကားမှောက်လို့သေးသွားရင်လည်းတကြံအသေးလို့မတတ်မှတ်ဘူးတဲ့ရဲတပ်ဖွဲ့အလောင်းဖြောက်ပုံများပြာစစ်သားတွေအလောင်းဖြောက်ထားခြင်းရှီတန်းတိုက်ပွဲကျသွားတဲ့စစ်သားကိုတိုက်ရင်းမှုကအသေးစင်မတွင်းရဘူးတဲ့တိုက်ရင်းအင်အားရှင်းမှရှိသေးပဲ သူလာစာရိတ်ခါရပိုင်ခွင့်နေတရင်မှုကအကုန်ထုတ်စားနေတယ်။တနည်းနည်းနည်းစစ်သားအလုံးဖြောက်တာပေါ့။တပ်သား20တပ်ပွဲမှာကြာထားတဲ့အသေးသေးမှမရှိဘူး။စစ်သား20အလောင်းဖြောက်တာလေ။နောက်ဆုံးတိုက်ပွဲကြာထားတဲ့တက်ချက်ကြီးကတရင်ဆွန်ကျွေးမှာဝင်ပူးပြီးသူသေးတာတနည်းရှိပြီးသူ့ကိုဆွန်သွတ်ပေးကြပါလို့ပြောတော့မှအလောင်းဖြောက်တာပေါ်ရတာ။အဲ့ဒါကရှစ်ကောင်စီတရင်တိုင်းမှာဖြစ်နေတဲ့အခြေအနေပဲ။အခုငရင် မလာ28ရက်လှုပ်တော့29ရက်နေပြည်တော်မှာစီရေးပြတဲ့တပ်သား9000လေကတော်တော်များများနေပြည်တော်ထဲမှာတည်ကုန်နေအဲ့ဒါတွေဗမာမှာရှင်းမရှိဘူးဖျောက်ထားတာမလီရင်တည်ဆုံးစစ်သားအလောင်းတွေကိုဖျောက်ထားတာနေပြည်တော်မှာမလီရင်တည်ဆုံးစီရင်များစစ်ကောင်စီကဖျောက်ထားအိုးဘိုးထောင်မှာလူ30ပါဝင်ထောင်တွေကငလီရင်ရောက်တည်တဲ့စီရင်တွေဖျောက်ထားတယ် နေပြည်တော်စီရလာတဲ့စစ်သားတွေငလင်းကြောင့်အသက်ဆုံးရှုံးတဲ့ရင်ဖွက်ထားတယ်။နေပြည်တော်ပအဝင်မန္တလေးစကိုင်းမကွေးရှမ်းပြည်တို့မှာငလင်းကြောင့်ကွယ်လွန်တဲ့စစ်ရာရှိတွေစီးရင်တွေကိုထိတ်တန်းလျှို့ဝှက်ထားတယ်။အင်အားပြင်းငလင်းကြောင့်အေပယ်လာ20ရက်နေ့ထိတည်ဆုံးသူပေါင်း4426ဦးရှိလာပြီဆိုလို့ကြေညာထားတာပါ။ဒါပေမဲ့လည်းအဲ့ဒီစီးရင်ထဲမှာထောင်သီးသီးကငလင်းကြောင့်တည်ဆုံးသူတွေပါလာပြီလား။ မလင်ကြောင့်ကြဆုံးတဲ့စစ်ရာရှိကြီးတွေစစ်သားတွေရဲ့ရှင်းနေတခြားရှင်းနေပါလာပြီလားဆိုတော့မသိကြသေးပါဘူးဘာဖြစ်လို့လဲဆိုတော့မလင်စစ်တပ်အလောင်းဖျောက်ထားလို့ပါကျွန်တော်မောင်တူပါ